မင်္ဂလာပါကျွန်တော်တော့ဂျူနီယာဖြစ်ပါတယ်အမမဒဖိုင်ရဲ့ YouTube channel မှာကြိုဆိုပါတယ်ဒီနေ့တော့ခုပြောလောက်ကတည်းကမှာ AG ရဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ decentralization ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးမှာပါပထမဆုံး decentralization ဆိုတာဘာလဲဆိုတာကိုဆက်လိုက်ရအောင်ရွှေရှင်းပြရရင် decentralization ဆိုတာဘောချကမှုရှိတဲ့စနစ်တစ်ခုပါဘာလို့ဆိုရတာလဲဆိုတော့ crypto လောကမှာ ban တွေဆိုရတွေဒါမှမဟုတ်တစ်ခုတည်းတော့အဖွဲ့အစည်းဖြစ်မှုမရှိပါဘူးဥပမာတာမန် personal မှာဆိုရင်တင်ပဆန်ကိုဘန်ကထိကျုပ်ထားပြီးသူတို့ရဲ့စီမင်းတွေနဲ့လှုပ်ရှားရပါတယ်ဒါပေမဲ့ crypto မှာ bitcoin တို့ ethereum တို့လို digital ငွေကြေးတွေက blockchain ဆိုတဲ့နေပညာပေါ်မှာအလုပ်လုပ်ပါတယ် ဒီ blockchain ကတော့ဟိုချက်ဆောင်မှုမရှိဘူး။ကမ္ဘာတဝန်းက computer တွေပေါ်မှာမှတ်တမ်းတွေကိုဖြတ်ဝင်ထားတာပဲဖြစ်ပါတယ်။ဒါကိုဥပမာတစ်ခုနဲ့ပြောရအောင်။တင်ကငွေလွှဲချင်တဲ့ဆိုပါစို့။ဘဏ်မှာဆိုရင်ဘဏ်ကကြားခံလုပ်ပေးရပါတယ်။ဒါပေမဲ့ crypto မှာဆိုရင်တင်ကကြေရကိုဒါလိုက်ပို့ရပါတယ်။ blockchain ကအဲ့ဒီငွေလွှဲမှတ်တမ်းတွေကိုလုံခြုံစွာတင်ထားပြီးဘယ်သူမှကြောင်းလဲလို့မရပါဘူး။ ထားပဲ decentralization ရဲ့အဓိကအသက်ချက်ပါ blockchain ဆိုတာ digital matter ဆောင်တစ်ခုလို့သင်ကြည့်ပါဒီဆောင်ကိုကမ္ဘာတစ်ဝှမ်းကကွန်ပျူတာတွေမှာသူမျိုးစွာတင်ထားပါတယ်ဒီကွန်ပျူတာတွေကို notes လို့ခေါ်ပါတယ်တစ်ယောက်ကခွင့်ပြုလွှဲတဲ့အခါအဲဒီပတ်တန်းကိုဒီ notes ကစစ်ဆေးပြီးအသိပြုပေးပါတယ်ဒီလိုလုပ်တာကြောင့်ဘယ်လိုတယောက်ထဲရမှာဒီ blockchain ကိုထိချုပ်လို့နေရနိုင်ပါဦးဒါက decentralization ရဲ့အနှစ်သာရပါဥပမာ Bitcoin မှာဟိုကထိန်းချုပ်မှုမရှိပါဘူးမြန်မာနိုင်ငံမှာဘယ်လိုသုံးဝင်လဲဆိုရင်တော့ငွေကြေးထိန်းချုပ်မှုတွေကိုရှောင်လွှဲပြီးလွတ်လပ်စွာဝင်လွှဲလို့ရတာပဲဖြစ်ပါတယ်ဒီ centralization ရဲ့ကျိုးကျိုးတွေကဘာတွေလဲလုံခြုံမှု blockchain မှာမှတ်တမ်းတွေကို cryptographic နည်းပညာနဲ့လုံခြုံစွာသိမ်းထားပါတယ်ဒါကြောင့်လူတစ်ယောက်က hello ဖို့ဆိုရင်ကမ္ဘာတစ်ဝန်းက notes အားလုံးကို hello ရမှာပါ ဒါကတော်တော်ခက်ခဲတဲ့အလုပ်ပဲဖြစ်ပါတယ်။လွတ်လပ်မှုဘယ်ဖွဲ့စည်းရမှာတမဆက်အောင်ထိချုပ်လို့မရပါဘူး။ဒါကမြန်မာကလူတွေအတွက်အထူးအရေးကြီးပါတယ်။ညံဆံမီးကုန်ကျစရိတ်သက်သာမှု၊ဘဏ်ကဲ့သို့ဈာခံလိုအပ်လာကြငွေလဲကလေသက်သာပြီးညံဆံပါတယ်။ဒီဗီဒီယိုကိုကျေးဇူးဆိုရင် like နဲ့ subscribe နောက်ထပ်ဒီပူဒါတွေကိုအဝယ်ဖို့အမှန်တရား channel ကို subscribe လုပ်ပြီး bell icon ကိုနှိပ်ဖို့မမေ့ပါနဲ့။ အမမတဖိုင်မှာ နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်